بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم آمين يا رب العالمين أتوليزا تشيكي يوري أبرو ميباميا نيكو مونوما ميا كميا السلام عليكم ورحمة الله وبركاته الحمد لله الحمد لله رب العالمين أزا جنرو جي جميع من رمورا الله شمع چيمون طبنا چيزو بيوشنگو يسو باري الحمد لله رب العالمين الله شمع مهجنا رو အလ္လာဟူရှင်မဲဤကျေးဇူးတော်ရွေးချယ်တော်မူခြင်းကြောင့်တဖန်ပြန်လည်ပြီးတော့ကျွန်တော်တို့ဒီနေ့ဆုံးသွေးခွင့်ရကြပြန်ပြီးတော့အလ္လာဟူရှင်မဲရဲ့တာသနာတော်နဲ့ပတ်သက်တဲ့အသိပညာကိုလေ့လာစီးပူးခွင့်ရရှိကြမြတ်ပါနဲ့အလ်ဟမ်ဒူလ illah ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော်မယ့်စာအုပ်ကတော့ إرشاد الأنام إلى أصول ومهمات دين الإسلام دوداتوغو อิสลามตาตนาတော်ဤအရေးကြီးသောအခြေခံယုံကြည်မှုများတို့ညွန်ပြခြင်းလို့မိရတယ်။စာအုပ်ကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်။ဒီစာအုပ်ကိုရေးတာပြုစုတဲ့ပုဂ္ဂိုလ်ကတော့အရှက်တောက်တာအိုမာအယ်အိုမာတောက်တာအိုမာအယ်အိုမာဖြစ်ပါတယ်။ဒီစာအုပ်ကိုသူက အမေအဖြေပုံစံဖြင့်ဤသာပြုစုထားပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာမယ်အကြောင်းအရာကတော့ကျွန်တော်တို့သင်္ကန်းစာ9ပေါ့နော်သင်္ကန်းစာ3ပေါ့သင်္ကန်းစာ3ရဲ့မေးခွန်းနံပါတ်9မြောက်ပေါ့နော်သင်္ကန်းစာ3ရဲ့မေးခွန်းနံပါတ်9မြောက်အဲ့တော့ဒီနေ့မေးခွန်းကဘာလဲဆိုလို့ရှိရင်တို့မို့ဒီနေ့ရဲ့သင်္ကန်းစာဘာလဲဆိုလို့ရှိရင်မာဟီယာဆမာရောတူလီအီမန်နီဘီရူဆူလီ တမန်တော်များကိုယုံကြည်ခြင်းအချိုးကျဲစုကပါ၏လေပေါ့နော်အဲ့တော့ပြီးခဲ့တဲ့သင်ခန်းစာ3မေခွန်းနံပါတ်8မှာကျွန်တော်တို့ကတမန်တော်များကိုယုံကြည်ခြင်းအသေးပေကဘယ်လိုရှိသလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာသိရှိခဲ့ကြပါတယ်အဲ့တော့ဒီနေ့ကကျွန်တော်တို့အီမန်ပေါ့နော်တမန်တော်များကိုအီမန်ယုံကြည်ခြင်းယုံကြည်မှုထားခြင်းရဲ့အကျိုးကျေးဇူးအကောင်းကျိုးတွေဘာတွေရရှိနိုင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးလေ့လာမှာဖြစ်ပါတယ်။ ဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့ဒီသင်ခန်းစာကိုစတင်ပြီးတော့ကျွန်တော်တို့မလေ့လာမီအလင်းအလ္လာဟူရှင်းရဲ့တာသနာတော်ဖြစ်တော်အစ္စလမ်ဒါနာတော်ရဲ့အသိပညာကိုစီးပူးလေ့လာခြင်းရဲ့ထူးမြတ်မှုနဲ့ပတ်သက်ပြီးတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်မမိန့်ကြားတော်မူခဲ့တဲ့ဟာဒီသ်တော်တစ်ပုဒ်ကိုကျွန်တော်တို့ဥစွာကြည်ကြရအောင်ဒီဟာဒီသ်ကတော့ရဝါဟุลဘူခါရီယိုအီမမ်ဘူခါရီဆင်မြန်လာတဲ့ဟာဒီသ်ဖြစ်ပါတယ်။မှန်ကန်တော့ဟာဒီသ်ပါ قال رسول الله صلى الله عليه وسلم كما نمي صلى الله عليه وسلم من جارو مكباري من يريد الله به خيرا يفقهه في الدين الله شمدي لدو ديو دي قانجو بو لو شيرو مبي سلوشين شمي تودو بو تادنا رو ري တာဒနာတော်ကိုနားလည်နိုင်စွာတာဒနာတော်ရဲ့အသိပညာကိုချီးမြှင့်တော်မူ၏အလ်ဟမ်ဒူလ illah အလ်ဟမ်ဒူလ illah ရဗ်ဘီလ်အာလမီန်ကျွန်တော်ဒီနေ့ကျွန်တော်တို့ကအလ္လာဟ်ရှိမေတာဒနာတော်ဖြစ်တော်အစ္စလာမ်နာနာတော်ရဲ့အယုံကြည်မှုနဲ့ပတ်သက်တဲ့အချက်တစ်ချက်ကိုကျွန်တော်လေ့လာမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အာရကန်နူလ်အီမန်စစ်တတ်တုံယုံကြည်မှုအီမန်ယုံကြည်မှုရဲ့ မန်နိုင်6ရက်ရှိတယ်ကျွန်တော်ဆိုတာကျွန်တော်အလုံးသိရှိပြီးဖြစ်ပါတယ်အာမန်တူဘီလာဟီဝမလာအီကတီဟီဝကူတူဘီဟီဝရူဆူလီဟီဝလ်ယောမီလ်အာခီရီဝလ်ကဒရီခိုင်ရီဝရှရီအလ္လာဟ်ရှိမဲ့တဘာဒီဒါလင်ခါကိုကုက္ကမှုခံတဲ့တော်မူကြောင်းကိုယုံကြည်ခြင်းနံပါတ်1နံပါတ်2ကအလ္လာဟ်ရှိမဲ့ရဲ့ကောင်းကင်နံပါတ်များကိုယုံကြည်ခြင်းနံပါတ်3ကအလ္လာဟ်ရှိမဲ့ပို့ချတော်မူခဲ့တော်ကျမ်းဂန်များကိုယုံကြည်ခြင်းနံပါတ်4ကတမန်တော်များကိုယုံကြည်ခြင်းနံပါတ်5ကနောင်တမန်တော်နေ့ကိုယုံကြည်ခြင်းနံပါတ်6က အလ္လာဟ်ရှိမဲ့တတ်မှတ်တော်မူထားတဲ့တက်ဒီရ်ဖြစ်ပျက်တည်းများအရာကိစ္စအလုံးလို့ဒီအလ္လာဟ်ရှိမဲ့ရဲ့တတ်မှတ်မှုကြောင့်အလ္လာဟ်ရှိမဲ့အလိုတော်ကြောင့်ဖြစ်တယ်ဆိုတာကျွန်တော်တို့ယုံကြည်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကဇဒုတ်ထမြောက်မှန်နိုင်တဲ့ပတ်သက်တဲ့တမန်တော်များကိုယုံကြည်ခြင်းပေါ့နော်အဲ့တော့တမန်တော်များကိုယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးတမန်တော်များကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ဘာအကျိုးကျေးဇူးတွေရနိုင်တယ်လဲဘာကောင်းကျိုးတွေ ရနိုင်ပါတယ်လေဆိုတာ ਨੇ ပတ်သက်ပြီးကျွန်တော်တို့ကဒီနေ့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကောင်းပြီဒီနေ့ဒီနေ့ကျွန်တော်တို့ရေမေခွန်ကမာဟီယာသမရာတူလ်အီမာနီဘီရူဆူလီတမန်တော်များကိုယုံကြည်ခြင်းရဲ့ကြိုးကျေးဇူးကပါ၏လေသမရာတူလ်အီမာနီဘီရူဆူလီကသီရာတွန်တမန်တော်များကိုယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးကတော့များစွာ ရှိပါတယ်ဝမင်းဟာထိုအကျိုးအကျိုးကျေးဇူးများအနေမှာအချို့ဒီနော်အဲ့တော့ထိုအကျိုးကျေးဇူးများအနေမှာအချို့အကျိုးကျေးဇူးတမန်တော်များကိုယုံကြည်ခြင်းအကျိုးကျေးဇူးကများစွာရှိတယ်နော်အတိကထိုအကျိုးကျေးဇူးများအနေမှာအဓိကအချို့ကတော့နံပါတ်၁ဘာတွေဖြစ်မလဲကျွန်တော်ကြည့်အောင်နံပါတ်၁နော်အလူလာယနီအဆမရတူလူလာ တမန်တော်များကိုယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးနံပါတ်၁ကအလ်အီလ်မူဘီရာဟမတ်တလာဟီတာအလာဝအီနာယတ်ဟီဘီအီဘာဒီဟီတမန်တော်များကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့ဗာသိရှိရတယ်လို့ဆိုလို့ရှိရင်အလ္လာဟ်ဟူရှင်မဲကိယူနာတော်ကိုသိရှိရတယ်အလ္လာဟ်ဟူရှင်မဲဒီခြေကျွန်လူသားများကိုအလွန်များမှာအလေးထားတော်မူကြောင်းသိရတယ်တမန်တော်များကိုယုံကြည်ခြင်းအဖြစ် ကျွန်တော်တို့ဗာတိရှိရတယ်လေဆိုလို့ရှိရင်အလ္လာဟ်အလ္လာဟ်ရှ်မေကီယူနာတော်အလ္လာဟ်ရှ်မေဤကျင်နာတော်တရားကိုသိရတယ်အလ္လာဟ်ရှ်မေကကျွန်တော်တို့ကိုကျင်နာတော်မူတော့အရှင်ဖြစ်ကြောင်းသိရတယ်အလ္လာဟ်ရှ်မေဒီကျွန်တော်တို့ကိုကီယူဆိုင်တော်မူကြောင်းအလေးထားတော်မူကြောင်းဆူဘဟန်နလ္လာပစ်ထားတော်မူခြင်းမရှိကြောင်းသိရတယ်ဘလို့ကြောင့်သိရသလဲကျွန်တော်တို့ကိုအလ္လာဟ်ရှ်မေကကျင်နာတော်မူလို့ကျွန်တော်တို့ကိုအလ္လာဟ်ရှ်မေကအလေးထားတော်မူကီယူဆိုင်တော်မူလို့ကျွန်တော်တို့ထံသို့ တမန်တော်များကိုဆေးလို့ပြီးတော့ကျွန်တော်တို့ဖြောင်းမန်မန်ကန်တဲ့လမ်းကိုလမ်းစဉ်ကိုတည်နိုင်အောင်ဖြောင်းမန်မန်ကန်တဲ့လမ်းဆိုတာကအစ္စလာမ်ဘာသာတော်လမ်းစဉ်အလ္လာဟ်ရှိမတဘာဒီကိုခါဝခုကွယ်မှုပြုတဲ့လမ်းစဉ်တမန်တော်မြတ်မုဟမ္မဒ်ဆလလာဟူအလัยဟီဝဆလမ်ကိုဆေးလို့ပြီးကျွန်တော်ကိုတင် जा ပို့ချတော်မူခဲ့တယ်ထိုကဲ့သို့ပဲတမန်တော်အလင်မှာရှိတဲ့တမန်တော်အတီးသီးကိုတက်ဆိုင်ရာတမန်တော်များရဲ့လူတုများစီတို့ဆေးလို့တော်မူခဲ့တယ်နော်ဆေးလို့တော်မူပြီးတော့ အဖြောင်းမှန်မှန်ကန်တဲ့အစ္စလာမ်ဒါနာကိုတင် जा ပူချစေတော်မူတဲ့အလ္လာဟ်ရှ်မက်တဘာဒီကိုခါဝူကုကွယ်မှုပြုအမိဖြစ်ကြောင်းတရားလမ်းမှာပြတာစေတော်မူတယ်အဲဒါကြောင့်မလို့တမန်တော်များကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်တို့အကျရှိတဲ့အကျိုးကျေးဇူးပါဗါလဲနံပါတ်၁ကအလ္လာဟ်ဟူရှင်မက်ဒီအလွန်များမှာကျင့်တော်မူတော့အရှင်ဖြစ်တော်မူတယ်အလ္လာဟ်ရှ်မက်ကိယူနာတော်ကိုတည်ရှိရတယ်အလ္လာဟ်ရှ်မက်ကခြေကျွန်လူသားများကိုအလွန်များမှာ ီယူဆိုင်တော်မူကြောင်းကျွန်တော်သိရတယ်ဒီတွက်ကြောင့်လည်းအလ္လာဟ်ရှမေကတမန်တော်များကိုစေလို့ပြောမူခဲ့ခြင်းဖြစ်တယ်။ဒါကကျွန်တော်တို့တမန်တော်များကိုယုံကြည်ခြင်းရဲ့နော်ရရှိမဲ့အကျိုးကျေးဇူးနံပါတ်၁ဖြစ်ပါတယ်။တမန်တော်များကိုယုံကြည်ခြင်းရဲ့ကျေးဇူးများအနက်မှာနံပါတ်၂ကတော့အဆမရတုသနီယာအီဘာဒတ်တူလာဟီတအလာအလာဘစီရာတမန်တော်များကိုယုံကြည်ခြင်းအပြင်တမန်တော်ကျွန်တော်တို့ တတ်ဆိုင်ရာလူထုကျွန်တော်တို့လူထုဒီတမန်တော်ကျွန်တော်ရဲ့တမန်တော်ဒီမုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမ်တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ယူဆောင်လာတဲ့ကဲတော့ကုရ်အန်ကျမ်းတော်မြတ်တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ကအလ္လာဟ်ရှမေယအမိန်တော်ဒုတိယအမိန်တော်ဖြစ်တဲ့ဟာဒီစ်ကိုကျွန်တော်ကိုသိမေးတော်မူတယ်ကုရ်အန်နဲ့ဟာဒီစ်အဲ့တော့ကုရ်အန်နဲ့ဟာဒီစ်အတိုင်းလိုက်နာကျင့်တော်မှတာနေကျွန်တော်ကအလ္လာဟ်ရှမေကိုမှန်ကန်စွာခါဝူကူးကွယ်နိုင်မှာဖြစ်တယ် ုရ်အာန်နဲ့ဟာဒီသ်နဲ့ဆန့်ကျင်နေကျွန်တော်တို့အလ္လာဟ်ရှိမဲ့ကိုမိမိရဲ့စိတ်အလိုဆန္ဒမိမိထင်ရမိမိတီထွင်ဖန်တီးပြီးတော့အလ္လာဟ်ရှိမဲ့ကိုခါဝူကုကွယ်မှုပြုမယ်ဆိုလို့ရှိရင်အလ္လာဟ်ရှိမဲ့ကလက်ခံတော်မူမှာမဟုတ်ဘူးမန်ကန်တော်မူမှာမဟုတ်ဘူးအလ္လာဟ်ရှိမဲ့နှစ်သက်တော်မူတဲ့လမ်းစဉ်ဖြစ်မှာမဟုတ်ဘူးဒီလိုကြောင့်တမန်တော်ကိုယုံကြည်ရှင်တမန်တော်များကိုယုံကြည်ရှင်အော်ကျွန်တော်တို့တမန်တော်များကိုယုံကြည်ရှင်အပိုင်းကျွန်တော်တို့တမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကိုယုံကြည်ရှင် တမန်တော်အားလုံးကိုယုံကြည်ခြင်းတွေတမန်တော်ကိုယုံကြည်ခြင်းတွေတမန်တော်မြန်အနဲ့မှာတမန်တော်တို့ဥကိုမယုံကြည်ညင်းပယ်ခြင်းတွေတမန်တော်အားလုံးကိုညင်းပယ်ခြင်းပဲနောအူဇူဘီလာအဲ့တော့တမန်တော်များကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ဒီအလ္လာဟ်ရှ်မင်းအမင်္ဂန်စွာခါဝူကုက္ကမှုပြုနိုင်တယ်အလ္လာဟ်ရှ်မင်းပို့ချတော်မူခဲ့တော်ဂျန်ဤအမိန်တော်များဖြင့်လမ်းပြတော်မူခြင်းဖြင့်နော်ပြီးတော့တမန်တော်မုဟမ္မဒ်ဆလ္လာလာဟူအလัยဟီဝါဆလမ်အီလမ်းစဉ်အတိုင်း ကျင့်သုံးခြင်းအပြင်ကျွန်တော်တို့ဒီအလ္လာဟုအရှင်မြတ်အားမံကန်စွာခါဝူကူးကွယ်မှုပြုနိုင်မှာ ဖြစ်ပါလေ။နော်ကျွန်တော်တို့ကတမန်တော်များကိုမယုံကြည်ဘူးဆိုလို့ရှိရင်အလ္လာရှင်မြတ်ကိုကျွန်တော်တို့ကမံကန်စွာခါဝူကူးကွယ်မှုပြုနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲတမန်တော်များဆိုတာကအလ္လာရှင်မြတ်ကဆီလို့တော်မူလိုက်တဲ့တမန်တော်များ ထိုတမန်တော်များထံသို့အလ္လာဟ်ရှ်မက်ကကောင်းကင်တမန်ဂျီဘရီအလိုင်ဆလမ်ကိုဆေလုပြီးအလ္လာဟ်ရှ်မက်အမိန့်တော်ကိုပို့ချစေတော်မူတယ်ထိုတမန်တော်ကမိမိရဲ့လူထုမိမိတက်ဆိုင်ရာလူထုတွေကိုအလ္လာဟ်ရှ်မက်အမိန့်တော်ကိုပို့ပို့ချစေတော်မူတယ်ဒုမတာလည်းအဲ့ဒီလူထုတွေကမန်ကန်စွာအလ္လာဟ်ရှ်မက်အမိန့်တော်ကိုရရှိမှဖြစ်ပြီးအလ္လာဟ်ရှ်မက်နှစ်သက်တဲ့ပုံစံဖြင့်အလ္လာဟ်ရှ်မက်အား လောရှမေနတဲ့တော်မူသောပုံစံဖြစ်အောင်လောရှမေအမန်ကကခါဝူကုကေမူအိဘာဒါခါဝူကုကေမူပြုနိုင်မှာဖြစ်ပါတယ်။ဟောဒါဆိုလို့ရှိရင်တမန်တော်များကိုယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးများအနေမှာအကျိုးကျေးဇူးတစ်ချက်တစ်ခုဖြစ်ပါတယ်။အဲတော့တမန်တော်များကိုယုံကြည်ခြင်းအပြင်အလ္လာဟ်ရှမေအမန်ကန်စွာခါဝူကုကေမူပြုနိုင်မှာဖြစ်ပါတယ်။ တခါတမန်တော်များကိုယုံကြည်ခြင်းဤအကျိုးကျေးဇူးများအနေမှာနံပါတ်3အချက်ကတော့အဆမရတုဆာလီဆာတုမဟဘတုရုဆူလီအလိဟီမုဆလာတုဝဆလမ်ဝတအဇီမူဟွမ်ဝဆနာအူအလိဟီမီမာယလီကူဘီဟ်တမန်တော်များ ਨੇ ကဲ့ညီသည့်လိုက်ဖက်သည့်အတိုင်းကဲ့ညီသည့်အတိုင်းတမန်တော်များကိုကျွန်တော်တို့ကချစ်ခင်မှုရရှိမှာဖြစ်တမန်တော်များကိုချစ် ယုံကြည်မှတမန်တော်များကိုပို့ပြီးတော့ချစ်တာပေါ့နော်ချစ်ခင်မှုရရှိမယ်တမန်တော်များရဲ့ဒီကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတမန်တော်တွေဆိုတာကအလုံးများမှာအစင်တန်းမြင်မာကြောင့်အလ္လာဟ်ရှမေရဲ့ရွေးချယ်တော်မူတော့အာအစင်တန်းမြင်မာတော့ပို့ကိုမြန်မှုများဖြစ်ကြောင်းကျွန်တော်ကတမန်တော်များကိုပို့ပြီးတော့ချစ်မှာဖြစ်တယ်ကျွန်တော်ရဲ့နှလုံးသားထဲမှာတမန်တော်များကိုပို့ပြီးတော့ချစ်တယ်အလေးထားခြင်းပို့ပြီးတော့တိုးပွားမှာဖြစ်တယ်တမန်တော်များ ਨੇ ထိုက်တန်သည့်အတိုင်းတမန်တော်များကိုကျွန်တော်ကချီးကျူးမှု ချီးကျူးကြမှာဖြစ်တယ်အဲတမန်တော်များ ਨੇ ထိုက်တန်ဒီအတိုင်းဆိုတာအရေးကြီးတယ်နော်အဲ့တော့ပေါင်ကြော်လို့မရဘူးအဲ့တော့တမန်တော်များဆလလာဟူအလัยဟီဝါဆလမ်ကဟာဒီတော်တပုတ်မှာလာတူတူရူနီကမာအတ်ရတိနဆရာအစ်ဘန်မာရီယမ်အတင်တို့ဒီတဲ့အနဆရာခရစ်ယာန်ဘာသာဝင်တွေကအီစာအလัยဟီဆလမ်မာရီယမ်ဤတာတမန်တော်အီစာအလัยဆလမ်ကိုပေါင်ကြော်တကယ်လို့အတင်တို့ဒီငါတမန်တော်များ ਨੇ ပတ်သက်ပြီးပေါင်မကြော်ကြနဲ့ဆိုလိုတာက နာဆာရာမရီတမန်တော်အီဆာလေးဆလမ်ကိုယုံကြည်ရမယ်ချေရမယ်အမိန့်နာခံရမှာကိုပေါင်ကြော်ပြီးတော့မလုပ်တာလေသူကိုအီဆာလေးဆလမ်ကိုခါဝူကုပယ်မှုပြုကြတယ်အဲ့တော့အလ္လာဟ်ရှိမေမာလွေမီဒူမခါဝူကုကွယ်ခံထိုက်တော်အရှင်ဟွေးမရှိပါအဲ့တော့တမန်တော်မြတ်ကကျွန်တော်တို့ကိုမိန့်ကြတော်မူခဲ့ပြီးတာငါတမန်တော်ကိုအတင်တို့စီးပောင်မကြော်လို့ညနေအန်နာဆာရာခရစ်ယာန်ဘာသာဝင်တွေက อีซาอะลัยซัลลัมเนี่ยปะติปองจอตะเกะโตอะติโนปองมจอจังเนี่ยอาตมันอรีอับดุลลอฮีวะรอซูลูฮูอัลลอฮ์ชิเมเจจุมဖြစ်တယ်อัลลอฮ์ชิเมตะมันอรဖြစ်တယ်อะติโนงาตะมันอกูฟะกูลูอับดุลลอฮ์วะรอซูลูนาตะมันอเมกูอัลลอฮ์ชิเมเจจุมอัลลอฮ์ชิเมตะมันอรโลเบขอซูจาဒီတော့ကြောင့်တမန်တော်များကိုယုံကြည်ခြင်းအပြင်တမန်တော်များကိုကျွန်တော်ကအဲချစ်ချင်းပို့ပြီးတော့ ိုးပွားတယ်เนาะတမန်တော်များကိုလေးထားခြင်းပို့ပြီးတော့တိုးပွားတယ်ရရှိတယ်တမန်တော်များ ਨੇ ထိုက်တန်ဒီတန်ကိုက်ညီဒီအတိုင်းเนาะကိုက်ညီဒီတိုင်းတမန်တော်များကိုကျွန်တော်ကအာချီကျူးနိုင်မှာဖြစ်တယ်ဒါဆိုလို့ရှိရင်တမန်တော်များကိုယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးများအနေမှာတစ်ချက်ဖြစ်ပါတယ်တခါကျွန်တော်တို့ တမန်တော်များကိုယုံကြည်ခြင်းရဲ့အကျိုးကျေးဇူးများအနေမှာအကျိုးကျေးဇူးနံပါတ်၄မြောက်ကတော့ရှုကရူတာလာအလာဟာဒီဟင်နိမတ်တီလ်ကူဘရာအော်ကျွန်တော်တို့ကအလ္လာဟ်ရှမေကိုပို့ပြီးတော့ကျေးဇူးတည်တက်လာတယ်။ဘာကြောင့်လဲ?တမန်တော်များကိုဆေလို့ခြင်းအပြင်ကျွန်တော်တို့ကအလ္လာဟ်ဟူရှင်မြတ်အာမင်္ဂန်စွာခါဝကုကွယ်မှုပြုနိုင်တယ်။အလ္လာဟ်ရှမေကိုကျွန်တော်တို့ကသိရှိနိုင်တယ်ဒီတမန်တော်များမှာတစ်စင်း နော်ကိမ်းမြာအလ္လာဟ်ရှိမေကတမန်တော်များကိုဆီလုတော်မူချင်းမူချင်းမရှိခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘလို့မှအလ္လာဟ်ရှိမေကိုတည်နိုင်မှာမဟုတ်ဘူးအလ္လာဟ်ရှိမေတဘာဒီတာလည်းရင်ခါဝူကိုးကွယ်မှုခံထိုက်တော်မူသောအရှင်ဖြစ်ကြောင်းကျွန်တော်တို့သိရှိနိုင်မှာမဟုတ်ဘူးဒီအတွက်ကြောင့်တမန်တော်များကိုယုံကြည်ခြင်းအပြင်နော်တမန်တော်များကိုအလ္လာဟ်ရှိမေကဆီလုတော်မူသောဂျေဇူးတော်စည်းစိမ်တော်ပေါ်၌ကျွန်တော်တို့ကအလ္လာဟ်ရှိမေကိုဂျေဇူးတင်ကြမှာဖြစ်ပါလေ ဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲကျန်းရှင်ဒေါက်တာအိုမာအဲအိုမာပေါ်ပြထားတဲ့အဲအချိုးကျေးဇူးလေးချက်ပေါ့နော်အတိအပြင်အချိုးကျေးဇူးများကတော့ကျွန်တော်တမန်တော်များကိုယုံကြည်ခြင်းအဖြစ်နော်ကျွန်တော်တို့ရရှိမယ်အချိုးကျေးဇူးအနေမှာအချိုးကကျွန်တော်ရဲ့ယုံကြည်မှုအပေါ်ပြီးတော့ခိုင်မြဲလာမယ်နော်တမန်တော်များကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်ယုံကြည်မှုအီမန်ကအပေါ်ပြီးတော့ခိုင်မြဲလာမှာ ဖြစ်ပါတယ်ကိုဝတ်တူလီအီမန်နေပီလာဟီတာလာเนาะကျွန်တော်တို့ကတမန်တော်ကိုယုံကြည်ခြင်းအဖြစ်ကျွန်တော်ရဲ့ယုံကြည်မှုကခိုင်ပူပြီးတော့ခိုင်မာလာမယ်ထိုကဲ့သို့ပဲတမန်တော်များကိုယုံကြည်ခြင်းအဖြစ်ဝမာရီဖတ်ူရှာရာအီဟီဝကိုင်ဖီယာတီအဒါအီဟာအလ္လာဟ်ရှမေရဲ့တရားတော်တွေကိုတရားဥပဒေတော်တွေကိုကျွန်တော်ကနားလည်လာမယ်တမန်တော်တမန်တော်များကိုတမန်တော်မြတ်များကိုယုံကြည်ခြင်းအဖြစ်တမန်တော်ကိုယုံကြည်ခြင်းအဖြစ်အလ္လာဟ်ရှေကိုဘယ်လိုခါဝကုကမှုပြုရမလဲဆိုတာကျွန်တော်တို့ သိရှိရမှာဖြစ်တယ်ထို့ကဲ့သို့ပဲတမန်တော်များကိုယုံကြည်ခြင်းအပြင်အလ္လာဟ်ရှမေရဲ့ညံတော်ညံညံအလ္လာဟ်ရှမေညံတော်လွန်ညာမှကျေပြန့်တော်မူတော်အရှင်ဖြစ်ကြောင်းနော်အစ်ဘတ်ဟိကမတ်လာဟီအဇ်ဇဝဂျလ်ဖီအီရ်ဆာလီရူဆူလ်တမန်တော်များကိုစေတုကြုံမှုခြင်းနဲ့ပတ်သက်၍အလ္လာဟ်ရှမေဤအလ်ဟကီမ်ညံတော်ပြည့်စုံတော်မူတော်အရှင်ဖြစ်တော်မူကြောင်းကျွန်တော်တို့သိရှိရပါတယ်ဒါဆိုလို့ရှိရင် အဆမာရတူလ်အီမန်နီဘီရူဆူလ်တမန်တော်များကိုယုံကြည်ခြင်းရဲ့နော်ယုံကြည်ခြင်းအပြင်ကျွန်တော်တို့ရရှိတော့အချူကျေစုများအနေမှာအဓိကအချူကျေစုများဖြစ်ပါတယ်အဲ့တော့တမန်တော်များကိုယုံကြည်ခြင်းဒီအလ်အီမန်နူဘီအန်ဘီယာအီလာဟီတာအလာဝရူဆူလီဟီရုကနူမင်အာရကန်အီမန်တမန်တော်များကိုယုံကြည်ခြင်းဒီယုံကြည်မှုမှန်နိုင်များအနေမှာ6ရက်မှန်နိုင်များအနေမှာတရက်ဖြစ်တယ်တမန်တော်တူဦးကို ခြံလက်ရတခြားတမန်တော်ကိုယုံကြည်ခြင်းသည်နောက်အုပ်စုပြီလားအဲ့ဒါလို့ယုံကြည်မယ်ဆိုလို့ရှိရင်ယုံကြည်တော့ဒူမဟုတ်ဘူးတမန်တော်တဦးမကြံတမန်တော်အားလုံးကိုယုံကြည်ရမှာဖြစ်တယ်တမန်တော်အားလုံးကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ဤကဲ့သို့တော့အကျိုးကျေးဇူးများရရှိမှာဖြစ်ပါလေ wallahu subhanahu wa ta'ala a'lamu wa sallallahu ala rasulina muhammadin وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته